ရူမီသားစုပေါင်းတို့ရေအားလုံးမင်္ဂလာပါရှင်။မြူဖမီချန်နယ်ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရနော်။ဒီကနေ့မှာလည်းစာရေးဆရာမဆရာမမြတ်တနာရေးသားထားတဲ့နှွေမွေးဆိုတဲ့ဝိတုစာအုပ်လေးအားဇလလုမြဝေဖပြတင်ဆက်ပေးချင်တော်မို့လိုက်ပါလို့နာဆင်ပေးကြပါအောင်ရှင်။နှွေမွေးအပိုင်းခွန် ဤခမုံချင်းရွာကိုရောက်ဒီမှာနှညာရှိခဲ့ပါပြီ။နေလေကားပင်အထက်ခမုံနှင့်အောက်ခမုံတို့သွား၍ကျူတင်ကောက်ွယ်မှုများပြုလုပ်ခဲ့ပါသည်။ခီးသွား၍ပင်မသောအိမ်မယားကဲချီရွှွမြသောလာရောင်အောက်တွင်ပင်သက်ကားကားချရင်ကအိမ်မယားသောကြောင့်လမ်းလျှောက်ရင်းဖြင့်ညအချိန်ကိုကုံဆုံးစေသည်။ပြည်လူပြည်ကင်းလာလေးကိုကြည့်ရင်ကလေးနှင့်တူမအေးရသောညများကိုရေတွဲကြည့်မိသည်။ခုနှစ်ညရှိပါပြီ။ နောက်ဆုံးအိမယာမီအတူတူအတဝါလူနာများစုတာရအိမ်သို့ ထွက်လာခဲ့သည် လူနာများကိုဆောင်ရှောင်ရန်ထားသော လူရွယ်ကားတရှူရှူနှင့်အိပ်ပျော်နေလိမ့်ပြီမိရင်ကိုမြောင်၍လူနာရှိဦးကန်ကိုတယောက်စီလိုက်ကြည့်နေ၏တရမူဝါဆီယမလာဟုသောတီတူးလီတန်းကြောင့်ရုတ်တရက်အိမ်မပျော်သော လူနာရှိပြီဟုသောအသည့်နှင့်အတန်လာရသောမှန်းကမိရင်ကိုမြောင်ကြည့်လိုက်မိသည်မနူးလဲနော်ဖဲလူ ရကအော်ကီပါလဲဟုမေးသောအခါရေတောင်းချင်းချောင်းပြောသည်ဖြင့်လူနာများအတွက်အသိပြုလုပ်ထားသောရေကျဲအိုရဲမှရေကိုခတ်တိုင်းနိုင်၏အချာအိမ်မပြောသောလူနာသုံးဦးကန့်ကိုလည်းရေတိုက်ပေးသည်အဘော့ပါသွားခြင်းသောမိန်းကလေးလူနာများကိုကိုယ်တိုင်လိုက်ပို့ပေး၏အထူးသဖြင့်နော်ဖဲလူသည် အရာရာကိုကြောက်ရွံ့သူဖြစ်သောကြောင့်သူကိုပို၍အားပေးရသည် နော်ဘဲလူရင်းညီမဖြစ်သူနော်မကေက အမမရှိသောကြောင့်အိမ်မရာကြောင့်အမကိုအိမ်ပြန်ပို့ပြီးရင်မဝင်မရဲနှင့်ပြောသည်ကိုတတိယလိုက်သည်နော်ဘဲလူကလည်းအိမ်မပြော၍အိတ်ဆေးတိုက်ပေးရသည်ညီမနှစ်ယောက်ကားကြီးသည်အထိခွဲမအိတ်ဖူးသောကြောင့်အိတ်တက်သည့်အဖြစ်ကိုကိုချင်းစာမိသည်သို့သောနော်ဘဲလူယောဂကြီးမာနေသောကြောင့်စူးစား၍ကုသရန်ချော့ထားရသည်တခါတည်းရန်ကလေးတစ်ဖွဲ့ငိုနေတတ်၍နော်ရင်မွေးကိုယ်တိုင်အနာမထိုင်ဆောင်ပြီးချော့ရသည် အခြားလူနာများကဲ့သို့တောက်စီမမမတောက်တော့ကြောင့်လဲကိုကိုရင်ဆောင်တန်ရသည်လူနာများကိုကြည်ပြီးတော့လဲအချင်းစိမ့်မရှိသဖြင့်တဲရှိကုံတန်နေရာလေးတွင်ထိုင်ရင်းကစိတ်ကိုလွင်ကျင်ရာ လွင်အောင်နှဲ့ထားလိုက်သည်ကောင်းကင်မှာကြေတရာများကိုရေတွက်နေမိသည်ထူထပ်သော တိမ်ဆိုင်တင်ကဲများကိုကြည်ရင်တူတဲ့အပေါ်မဲစွာအိနီယာမိခလေးအားစိတ်ထဲမှချော်သိမ့်နေမိ၏။ကောင်းအောင်အထဲသို့လက်တစ်ဖက်ထည့်အိတ်တက်ပြီးကြံလက်တစ်ဖက်က မိမိခါပေါ်တွင်အိတ်တက်သော ကလေးငယ်သည်မိတို့အိမ်နေရှာမိနီကလေးအသက်ကိုနေကြော်ပြီးဖြစ်တော့လဲမိငယ်နဲ့တကောင်မြခွဲမအိပ်ပူသောကြောင့်အေး၍ပြောလိမ့်မည်မထင်ကလေးပါပေါင်းပေါင်းလေးချောင်းချနေပေလိမ့်မည်မျိုးလုံးကြည်ကြည်လေးသည်လည်းအိမ်မပြောသောကြောင့်မိုင်းဝေ၍နေပေတော့မည်ကလေးအိပ်ပြောပါစေနင်းနေချိုက်ချိုက်အိပ်ပြောပါစေတကောင်တရင် ကလေးအိမ်မြသည်အကားတွင်မိမိအားတခြင်းဆိုခိုင်းသည်တဝဲကရေရမုံပပြိုးလေးကို အလွတ်ချထားပြီးတခြင်းဆိုသိပ်ပေးရ၏ ကလေးကိုငယ်စဉ်ကလေးကတခြင်းစိုးသိမ့်ခဲ့ရသည်နွနဲ့မန်ကိုငယ်နှင့်အိုးစိုးလိုက်တာဟာတိတ်ပကွဲကြောင်ညိုဘားငယ်လေးစားတက်လာတယ်ဟူသော အပိုက်ကိုကလေးကလွန်စွာနှစ်သက်သည်ကြောင်ညိုဖားကစားတတ်သည် ဆို၍ငယ်စဉ်ကကြောင်ရွံ့တော်လဲကြီးလာတော့ကမကြောက်တော့ပဲရေမောတတ်၏အမိုးကလည်းခလေးတို့အိမ်ကကြောင်ကြီးကတိမ့်နေမာတာပဲ မစားတတ်ပါဘူးဟုစောတကားတက်တက်သည်တကားတရင်ကြောင်ခဲ့သို့အတန်ပေးပြီးနောက်တက်၏ကလေးသည့်ကြောင်ကိုအလွန်ချစ်တတ်၏အိမ်တွင်မွေးထားသောကြောင်လေးဖြူဖွေးကိုချောသိမ့်တတ်သောကြောင့်အဟန့်တားရသည်ဖြူဖွေးသည့်တန်ရှင်ပြီးချစ်စရာကောင်းသောလေတကားတရင်ကလေးကပွေးပြန့်နှရှုပ်သောအခါမိမိရင်ထဲအလွန်ဆိုးရိမ်မိသည်နော်ရင်မွေးဖေယာဒေါက်တာဟင်ကြီး၏ရုပ်တရက်ခေါ်တန်းကြောင့်တုံးလုံးသွားမိသည်ဒေါက်တာဟင်ကြီးကနာယီကိုမြောက်ပြပြီး ခမရအခုတတိမအိပ်သေးဘူးလားကျမအိပ်ပြီပါဗျဒေါက်တာရောခုနကမှနိုးတာပါနင်းနေညောင်းတာနဲ့ဒီဘက်ထွက်လာတာပဲမလုံမလဲနေကောက်ွယ်လိုက်သည်မိမိအိပ်မပြောသည့်အဖြစ်ကိုဒေါက်တာဟင်ကြီးမသိစေချင်ဒေါက်တာဟင်ကြီးကခုံတန်းလျာတစ်ဖက်စုံတွင်ဝင်ထိုင်လိုက်ရင်အမောက်ကိုခေါ်လာမိတာကျွန်တော်တော့ဝင်လိုက်တော့မယ်ထင်ပါရဲ့အမေရတောင်တလောက်ဖြစ်နေတာသမီးဆိုရင်ပူဆိုးမယ်ထင်တာပဲခွင်းနေမကြလို့ပါ နောက်တော့လေဒီလိုခဏခဏခွဲပေးလိုက်နေသားကြသွားမှာပေါ့ရေမောကြီးပြောလိုက်တော့လေအာနေ၍တစက်စက်ကုန်နေသောနှလုံးကုန်သံကိုနားထောင်ရင်ပင်သက်တူတူလေးချလိုက်မိသည်သူကအမတ်သမီးရင်နော်ရုတ်တရက်သူ့အာမောချင်းမိသည်မိမိသမီးကိုသူတူရဲသားတန်တရားဝင်နေသည်ရှင်နေမတော်သားဖြစ်သွား၏အလုံးကပြောကြတယ်ကျမသမီးနဲ့ကျမကိုအမွာလိုပဲလေရှင်ကျွန်တော်မမြင်ဘူး ဲ့ဒါဘာလို့မေးတာလဲကျမသမီးရှိမှအဲ့လိုတန်တရားစကားကိုမပြောပါနဲ့ရှင်ကျွန်တော်မယုံဘူးအမဖုံခွဲထားရင်လည်းစက်မမေးပါဘူးသူများအရေးကိုဝင်ဆက်စုလို့ရိုင်းသွားတဲ့ထင်တောင်းမှန်ပါတယ်ဒါပေမဲ့အမကိုယ်တိုင်သတိမထားမိတဲ့အပြုမူတွေကိုကျွန်တော်တန်တရားဝင်တာမဆက်ပါဘူးနောက်တော့ဒီအကြောင်းကိုအမပြောချင်တဲ့စိတ်ရှင် ပြောပါဆရာဝန်ပြီးပြီတွေ့သမျှပြောရရင် အမဟာတာဖွာဖို့သူမဟုတ်ဘူးဖေဟာ သူရှိရုတ်တရက်တားရလိုက်သည် သူကဘာမှမဖြစ်သလိုနဲ့မြေကြီးကိုဖနက်ဦးနဲ့ဖိနေရင်ကအမလည်းသိမှာပါပြောဖို့မလိုပါဘူး sorry ဒေါက်တာကျမကိုကြီးကိုရာကိစ္စမှာဒေါက်တာဝင်ပြီးဆက်ဆုစရာမလိုပါဘူးဒေါက်တာဟာလုပ်ငန်းခွင်ထဲမှာသာကျမကိုပိုင်ပါတယ်ဒါကိုကျွန်တော်သိပါတယ်ကျွန်တော်ကအမောင်ကင်မင်းမီလို့အဖက်ဖက်ကနေလုပ်ငန်းရရောယင်းနေတဲ့မိတ်ဆွေရပါဆက်ဆံချင်ပါတယ် ဒေါက်တာနဲ့ကျမတွေ့တာဆင်းရဲတောင်မပြည့်သေးဘူးနော်ကျွန်တော်ကတော့စနစ်လောက်ကလေးကတိတ်ရင်နေခဲ့တယ်မိအောင်ဆိုအောင်တယောက်လိုပဲထင်တယ်ကျမကတော့မထင်ဘူးပြီးတော့ဒေါက်တာကိုလည်းမခင်ချင်ဘူးလုပ်ငန်းခွင်ထဲကမိတ်ဆွေလိုပဲသဘောထားချင်တယ်ဘာလို့လဲဆိုတော့ကျမကမုံဆိုးမမုံဆိုးမခြေလန်းဟာတီးပြင်းမိမသားရဲ့ခြေလန်းနဲ့မတူအောင်သူများတကောင်ရဲ့စိတ်စိတ်ကြည့်မှုခံရပါတယ်နည်းနည်းမှအတိတ်ခံလို့မရဘူးဒေါက်တာကလူပြော ဒီတော့လုပ်ငန်းခွင်မိတ်ဆွေတောင်အမြင်ကြီးကြမှာမဟုတ်ဘူး။ကျမကိုမခင်ချင်ပါနဲ့။ကျမလည်းဒေါက်တာကိုမခင်ပါဘူး။ဒူဒူဒေါက်တာပြောလိုက်တော်စကားကြောင့်သူကသဘောကျစွာတီတိုးရင်မော်လိုက်ရသည်။ရပါတယ်လေ။ဒါကအမသဘောပါ။ဒါပေမဲ့ကျွန်တော်သဘောတော့အမပိတ်ပင်လို့မရပါဘူး။အခုလောလောဆယ်တော့ကုစက်ယောဂကုနေချိန်မှာကိုခန့်အားလိုတဲ့အတွက်အမပြည့်ပြည့်ဝဝလေးအိပ်ပါလို့တောင်းပန်များစီဗျာ။ကျေးဇူးတင်ပါတယ်ဒေါက်တာ။ကျမအိပ်ပါမယ်။ ဆ ्याम ဆ ्याम သူရှိလဲထွက်မီအပြူရုတ်တရက်ခေါ်လိုက်တော့အတန်ကြောင့်ခြေလန်းတုံသွားသည် နော်ဖဲလူကဆ ्याम လာပါတဲ့ထထဟင်ကြီးကတကြက်လန်ကြည့်လိုက်ပြီးသူတမထွက်ပေါ်လာမည်စကားကိုနားမထောင်တော့ဘဲတဲတဲသို့ဝင်လာခဲ့သည် နော်ဖဲလူကမိမိအားအတင်းတွေခဲ့ပြီးသူညီမအကြောင်းသားတပေါပမင်းနေသည်ဖြင့်နော်ဖဲလူအားတိတ်ထားကနော်လူပလေးတို့အိမ်ဘက်ကိုကူလာရသည် နော်လူပလီအနီးတွင်ဒေါက်တာဟန်ဂျီရှိနေတော်လဲနော်လူပလီကမိမိလာတော့ကဝန်တာအာယာသမီးအကြောင်းကိုမေးပြီးသူ့သမီးအာနိုတိုင်လိုကြောင်းတောင်းဆိုပြန်သည် အထက်ထက်ကကပြောတော်လဲနားမလဲ၍စိတ်ပြပြီးမျက်နှာတင်းတင်းအတန်းမမပြောလိုက်မှကြောက်ရွံ့ပြီးအနေငယ်ငြိမ်သက်သွားလေသည်မိတို့ပင်ဖြစ်စေမိမိအဖို့ထိုနေညာကညာ၏အိတ်ဆက်ခြင်းသဘောတရားကိုမဖော်ထုတ်နိုင်ခဲ့ပါနနေ့အာယုံတခန်းဤအချိန်ရောက်မှပင်အိတ်စီတောက်ပြီးအိပ်ပျော်သွားခဲ့သည် အိမ်မဲတဲ့သည့်ကလေးကစိုးမိုးနိုင်သည်မိညာကြကြအိပ်ပြောသွားသည်မသိနိုးလာသောအခါဒေါက်တာဟန်ဂျီကမိမိနှင့်မလန့်မကန်းရှိစပွဲဝိုင်းတွင်ထိုင်၍စာရေးနေသည်ကိုတွေ့လိုက်ရသည်သူကရင်ထဲ၌ရှက်စိတ်ဝင်ခဲ့သည်မိမိအိမ်နေသည်ကို သူကြည့်များနေသလားဟုသောအတွေ့နှင့်မလုံမလဲဖြစ်မိသည်သို့သောဒေါက်တာဟင်ဂျီနီမလမ်းမကန်းတွင်ရွာသားတဦးထိုင်နေ၏ဒီစာကိုပေးပြီးသူတို့ထည့်လိုက်မယ်လို့စောင့်ခေါ်ခဲ့နော် ဒီရွာကိုဘသူမှလာတတ်တာမဟုတ်တော့စောင့်နေလိုက်ပေါ့ဒီဟာကျွန်တော်တို့ဆရာမလေးကတိတ်ပင်မနေပြီနေမအိမ်ညာမင်းပြူဆိုတာခမရတော့မြင်မယ်သူ့ကိုပြန်လွှတ်ရမယ်ချက်ချင်းအိမ်နေရာမှာထားလိုက်သည်ဟင်အင်းဘယ်ဖြစ်မလဲဒေါက်တာကျမလုပ်တဲ့အလုပ်ကိုကျမပဲဆက်လုပ်ပြစီကျမနေကောင်းပါတယ်ဒေါက်တာဟင်ကြီးကလမ်းကြည့်လိုက်ပြီးတက်ပြင်းတဲတဲချလိုက်သည်ထို့နောက်ဦးခေါင်းကိုခါရမ်းလိုက်ပြီးကျေးဇူးတင်ပါတယ်ဆရာမဆရာမစိတ်သက်ကိုကျွန်တော်သိပါတယ် ဒါပေမဲ့လုံနိုင်တဲ့အတိုင်းအတာအထိကိုတော့ကျွန်တော်တို့ပို့ပြီးတော့မလုပ်ခိုင်းတင်ပါဘူး။ဆရာမရဲ့ကိုယ်ရေးကိုယ်တာကိစ္စကလည်းရှိသေးတာပဲ။အခုဆိုရင်ဆရာမသမီးကိုဆရာမပြန်ခဲ့ရလိမ့်မယ်။ရပါတယ်။ကျမသမီးကကြီးပြီပဲ။ဒေါက်တာဟန်ဂျီသည်မိမိစကားကိုပါမှပြန်မပြောတော့ဘဲလက်ထဲမှစာရွက်ကိုခေါက်ပြီးထိုးရသားအားပြီးပြစ်အောင်ပေးလိုက်သည်။စေယုံက ကားပေးတဲ့အခါပိုးဆင်ပြေတာပေါ့။ကျွန်တော်အကူအညီတောင်းထားပါတယ်။ ခမစောစောပေးပြီးအောင်ပေးလိုက်ပါဟုတ်ကဲ့ဟုတ်ကဲ့ပြောပြောဆိုဆိုနေတို့ရသားသည် စားလေးကိုကိုင်းပြီးအိမ်မော်မှဆင်းသွားသည်ဒေါက်တာဟန်ကြီးကမိမိအားလမ်းကြည့်လိုက်သည်ကို မသိဟန်ဆောင်ပြီးအိမ်ယာတင်လိုက်ရင်သူ့အားကြောခိုင်းနေလိုက်သည်မိမိအားအတင်သေးလွန်သောသူ့ကိုစိတ်ထဲမှမကြည်မနှက်ဖြစ်မိသည်မိန်းကလေးတွေလာမလာသိချင်းအိမ်ယာထားတဲ့ခါကြည့်ရတယ်တဲ့ကျွန်တော်တို့ယုံသွားပြီအမအိမ်ယာထားစိတ်မကြည်မလင်ဖြစ်သွားတာတော့လှနေတော့မယ် မိမိအားမပြောသလိုလိုမကြားဟန်ဆောင်ပြီးသဘောတန်မျက်နှာတုပ်ပေါ်ဝါနှင့် ရေလဲလုံးကြီးယူ၍ထွက်လာခဲ့သည်တခါရင်ရေချိုးရန်ဖြစ်သည် ခမုံချောင်းလေးမအေးများတော့ပါရှင်နေရီမတင်မကြားဖြစ်ပြီးစိတ်ညင်ညူသွားသည်ခမုံတောင် မိုင်းညူညူကိုလှမ်းမြော့ကြည့်ရင်ကပင်သက်ချမိသည်စိတ်ထဲမှအတွေ့များကိုဖဲထုတ်လိုက်ရင်ကရေစီအတိုင်းမျောပါလာတော့ကုံညင်းတောင်များကိုဆဲယူလိုက်သည်ကလေးနီကစားရန်ဆဲထားခြင်းဖြစ်သည် ထို့နောက်ကလေးကြိုက်သောရေရမုံတခြင်းလေးကို စိတ်လိုလျာတူတူလေးညီနေမိလိုက်သည်ဆန်းရီအေးကိုမချိုရသည်မှာကြာမြင့်ပြီးဖြစ်၍ရေချိုး၍မဝါနိုင်အောင်ဖြစ်နေသည်အမရေမွေအမရေချိုးတာကြားလိုက်တာ15မိနစ်တောင်ရှိနေပြီအေးဘက်ပြီးဖြောင်းမှမကြောက်ဘူးလားတော်ရော့ပေါ့ရုတ်တရက်ဒေါက်တာဟန်ကြီးအတန်ကိုကြားရသဖြင့်အော်ဟိဖြစ်ချင်းစိပေါလာသည် သူသည်မိမိအာနီယာတကာချုပ်ချယ်လွန်သည်သို့သောချက်ချင်းပင်စိတ်ကိုထင်းကျုံလိုက်သည် သူ့အားစိတ်ကောက်သည့်ပုံစံမျိုးမဖြစ်စေရန်ကြိုးစား၍ပြုံးလိုက်ရင်ကကိစ္စမရှိပါဘူးဒေါက်တာမနစ်ဖန်ဆိုရင်ကျမဒီရီကို မချိုးရတော့ဘူးမဟုတ်လားဒါကြောင့်အဝချိုးထားတာပါဒေါက်တာဟင်ဂျီကမသိနာမလဲစွာဖြင့်မိမိရေချိုးနေသည်ကိုရက်ကြည့်နေ၍ရင်ထဲတွင်ဒေါသဖြစ်သွားသည်ထို့နောက်စိတ်ပေါပေါနှင့်ရည်စည်းထဲမှညှိုးလာသောဂုံညင်းတို့ကိုဆဲပြီးမိမိပုံထားသောနေရာသို့လှမ်းပြလိုက်၏အဲ့ဒါဘာလို့ဖို့လဲအမကလေးနဲ့ကစားဖို့လေ ကျမသမီးကကိုငင်းတို့ပြစ်တော်ဝါသနာပါတယ်လေမိမိစကားကြောင့်ဒေါက်တာဟန်ဂျီက အာပါတရရေမောလိုက်သည် အမကလည်းသမီးနဲ့ကစားတော့မလားဩကျမသမီးကကျမနဲ့မကစားရင်ဘယ်သူနဲ့ကစားမလဲဒေါက်တာသူ့မောင်နှမမှမရှိတာကဲပါအမရဲ့ရေထဲကမြင်မြန်တက်ပါတော့ကျွန်တော်ဒါရီကိုတည့်သွားပါမယ်အမမတက်သေးရင်ကျွန်တော်အတင်းဆွဲရမှာနော်ဒေါက်တာဟန်ဂျီကမိမိကိုငင်းတို့များကိုတဲမှပြီးတတိပေးကထွက်သွား၏ သူ့စကားကြောင့်အလိုလိုပခုံးတွန်းမိလိုက်သည်တခါတရံတွင်ဒေါက်တာဟင်ဂျီသည်မိမိအပေါ်ဆက်ဆံရ၌ဆရာသမားတယောက်ထက်ပိုတက်သည်တယူတယောက်နိုင်လုံးသည်ဒေါက်တာဟင်ဂျီမျိုးဝင်တဲ့တွင်မိမိအရေးစိုးမိုး၍နေမိတော်မူသောအတွေ့နှင့်ပင်သက်ကာကာချမိသည်မုံစိုးမအဖြစ်လူသိနေ၍ပို၍ရှောင်ရှားဖို့လိုအပ်နေသည်ဤကဲ့သို့နှောက်တဲ့အတူတူကြာရှည်မနေသင့်ပေမနေ့ပံပြန်มาပဲလေအင်းတို့ရောက်တော့အခါသူမရှိပေ ထို့ကြောင့်မိမိတူရဲလွလွလပ်လပ်အဝယ်လဲနိုင်သည်စိတ်လိုလျားပင်တနခါကိုအေးဖြော်၍လိမ့်လိုက်သည်ထို့နောက်မိမိအဝယ်များကိုစနစ်တကျခောက်သိမ်းလိုက်၏အမရေပြီးပလားရော့ပန်းပန်လိုက်ပါအောင်သူ့လက်ထဲမှယရနာရွှေခက်ပန်းဝါလေးကိုချပြီးရုတ်တရက်ငိုင်းနေမိသည်ဆရာသည်လည်းမိမိအားပန်းခူပေးဖို့သည်မပန်ဘူးဆိုရင်လည်းစိတ်ကောက်ခဲ့ဘူးပဲ၏အမပန်းကြိုက်တယ်လို့ကျွန်တော်တက်ကူလာတာပါ ကျေးဇူးပဲထောက်တာဘာမှမဖြစ်သလိုနဲ့လှမ်းယူလိုက်တော့လေပန်းပီတော့သူ့လက်များတုံနေသည်ကိုသတိထားမိလိုက်သည် သူ့မျက်လုံးထဲတွင်တစ်ဖြက်ဖြက်လင်းနေသောအရင်လေးတစ်ခုကိုတွေ့လိုက်သောအခါပင့်သက်လေးချမိသည်အမောကိုပြန်လို့လို့အမစိတ်ဆိုးခြင်းဆိုးနေလိမ့်မယ်ဒါပေမဲ့အိမ်ရောက်တဲ့အခါကျွန်တော်စီရင်အောင်နားလဲပါလိမ့်မယ်သူစင်ကသူပြောသည့်စကားကိုနားမလည်ခဲ့ပါ သို့သောနောက်နေ့မွန်တဲချိန်တွင်စေယုံမှယူပါဦးဟူသောဒေါက်တာမာလီနှင့်သစင်းမြင့်ဟူသောသူနာပြူဆရာမာလီတို့ရောက်လာသောအခါမိမိနှင့်လူစားလဲရသည် စေယုံကားကိုမြတ်တော်ရကုန်တွင်ထားခဲ့လေသည်မီထရွန်ကမီထရွန်ကမမကိုပြန်လွှတ်လိုက်ပါလို့တဖွားဖွားမာနေတယ်မမရင်မွေသိပ်ပင်မနေသလားယူပါဦးနှင့်သစင်းမြင့်တို့သည် စေယုံမှအကျော်လာလေးများပင်ဖြစ်ပေသည်ဒေါက်တာယူပါဦးကငငယ်ရွယ်နှင့် ။တွင်လက်တကယ်သူသစင်မြင့်သည်လည်းတင်နန်းစင်ပြီးကားစငယ်ရွယ်သူသူနာပြူဆရာမလေးဖြစ်သည်။ကျေးဇူးတင်ပါတယ်ဒေါက်တာ။ကျမတော့ဒေါက်တာတို့မလာရင်ဘလို့မှထွက်နိုင်မှာမဟုတ်ဘူး။သစင်ကိုလည်းကျေးဇူးတင်ပါတယ်။မိမိပစ္စည်းများတင်နေစဉ်ဒေါက်တာဟန်ကြီးကမိမိနာလာ၍မဲ့ပြုံးလေးပြုံးလိုက်သည်ဒီမက်ချောတွေကအလှကြီးလို့တော့တိတ်ကောင်းတာပဲနှစ်ယောက်စလုံးအစ်စ်ကြီးပဲဆိုတော့အားလုံးသိနေရမှာပဲကျွန်တော်အမအောင်မလွတ်ချင်ဘူး အမနဲ့တွေ့လို့ရတာတက်တာတယ်။ဒါပေမဲ့ကျွန်တော်အမကိုအကြောင်းမဲ့တက်တက်ပြန်မလွတ်ပါဘူး။အမအတွက်ပါ။သူတို့တွေကတွက်လက်ပါတယ်။ဒေါက်တာတွေအဆအဆဆင်ပြေးမှာပါ။အဲ့ဒီလိုဖြစ်ပါစေဗျာ။သူဒီမိမိအာမခွဲနိုင်မခွာရဟန်ဖြစ်တစိမ့်စိမ့်ကြီးနေသည်။သူအနာတွင်ကြာကြာမနေပဲလူနာများတန်သွား၍နှုတ်ဆက်စကားမဆိုတော့လဲအားလုံးကိုတကောက်စီတိုင်းကြည့်လိုက်သည်နော်ဖဲလူနီနော်လူပလီကမူမိမိအားအလွန်တွေ့တာသူဖြစ်၍သူတို့နှုတ်ဝဲတွင်နောက်ဆန်းတင်နေမိသည် ရွာမလူကြီးများကလည်းမိမိအားခင်မင်သဖြင့်ပြန်သွားသည်ကိုစိတ်မကောင်းဖြစ်ပြီးပြားရည်ပလင်းလေးများလက်ဆောင်လာပေးကြ၏ဒေါက်တာဟင်ဂျီကလည်းပဲအချိန်ကရှာထားမှမသိသောတစ်ခွာပန်းအုံများနှင့်တစ်ခွာပန်းများကိုဖက်နှင်းထုတ်ပြီးပလိုင်းလေးထဲထည့်ပေးလိုက်သည်ထို့နောက်ငွေရောင်တစ်ခွာပြူတဝင်ကိုလှမ်းပေးပြီးရော့အမပန်မို့ကျွန်တော်မှားထားတာတ мян နေ့ကလေးကလေအမပန်းဝဒနာပါတယ်မဟုတ်လားကျေးဇူးတင်ပါတယ်ဒေါက်တာလမ်းမဖုံထားတယ် ညှိုးတော့မှဆိုလို့အိမ်ရောက်မှပဲပန်းတော့မင်းအမသဘောပေါ့အမဘာသာမပန်ခြင်းလို့လွင့်ပြလဲရပါတယ်ရေမိုးကြီးပြောလိုက်တော့ဒေါက်တာဟန်ကြီးကိုပြုံ၍နှုတ်ဆက်လိုက်တော့လေရင်းထဲတွင်တန်တရားတစ်ခုဝင်သွားခဲ့သည်ဒေါက်တာဟန်ကြီးကအရဲကြီးနေသည်ကိုတွေ့ရ၍ရင်းထဲတွင်မောလျားစွာပင့်သက်ချမိ၏ဘာပဲဖြစ်ဖြစ်မိမိအဖို့သမီးနှင့်မို့ကြံယောက်ျားသားများ၏ရန်ကိုအစဉ်အမြဲရှောင်ရှားနေရအောင်မည် ထိုနေ့ကစေယုံသူည၈နာရီတွင် ပြန်ရောက်ပြီးမေထရွန်ထံဝင်၍သတင်းပို့ရ၏ဘလို့မှမတက်နိုင်လို့စာရေးလိုက်ရတာပါနော်ရင်မွေးရဲ့ရုတ်တရက်အံ့အားတင်သွားသည် မေထရွန်ပေးလိုက်သောစာကိုမရရှိပါဘာစာလဲမမကျမတို့ဘာစာမှမရပါလားဟင်တမီနေမကောင်းလို့ဖြစ်နိုင်ရင် ပြန်လာပါလို့အမထဲတာမရဘူးလား။တမန်နီကလူကြုံနဲ့ပြေးလိုက်တာလေ။သစင်းမြင့်နှုတ်နဲ့တောင်မလိုက်သေးတယ်။ဟင့်အင်း ဘာမှမရဘူးဒေါက်တာဟန်ကြီးကပြန်လွတ်မေးဆိုပြီးတော့လူစားရောက်တာနဲ့ပြန်လာတာသမီးကသိပ်ဖြာနေလားဇဝေဇဝါဖြင့်ရင်ထဲတွင်ထိတ်ခနဲဖြစ်သွားပြီးပူပန်သွား၏သို့သောမီထရွန်ကိုပေးရန်တစ်ခွာပန်းဖက်ကိုဖြည့်လိုက်သောအခါပလတ်စတစ်အိမ်နှင့်ထည့်ထားသောစာလီတစ်စောင်ကိုတွေ့ရ၍သူ့သဘောကိုနားလည်မိသည်အမဘလို့မှမတင်နဲ့နော်အမသမီးဖြားနေကြောင်းမီထရွန်စာရေးမှလို့ကျွန်တော်ပြန်လွတ်တာပါအမသမီးဖြားနေတာကိုအမသိသွားရင်စိုးရိမ်နေမှာဆိုလို့ကျွန်တော်မပြောပြတာပါ ကျွန်တော်ကတော့အမနဲ့ပဲတွဲလို့ချင်တာဘလို့မှမတတ်နိုင်လို့ပါပင်သက်လေးကိုချလိုက်မိသည်မီထရွန်ကအစာကိုဖက်ပြီးပြုံးလိုက်၏အစာကတော့ဘာဘာညာညာနဲ့အဆင်မပြေဘူးလို့အေးအေးမြင်ပြောတယ်အခုတော့တွဲလို့ချင်တဲ့ဟုတ်နိုင်ပါတယ်လေနှောင်ရင်မွေးနဲ့တွဲမိတဲ့လူတိုင်းဟာအားကိုးရမှာပေါ့ကဲအိမ်ပြန်လိုက်အောင်ရင်မွေးရကလေးနေခြင်းမှာဆိုလို့ရင်မွေးအိမ်ကိုပဲပြန်ပို့ထားလိုက်တယ်အေးအေးမြင်စောင့်ပြတာပဲသမီးကတော့လွမ်းပြားပါပဲကွယ် အစာလည်းသိပ်မစားဘူးညာဘက်လည်းသိပ်မအိပ်ဘူးတမိုင်မိုင်တငိုင်ငိုင်နဲ့အမေကိုပဲလွှမ်းနေတာပဲတနာပါတယ်ဟဲ့မေထရွန်အားနှုတ်ဆက်ပြီးကမန်ကရန်ပြေးထွက်လာမိသည်မိမိတင်မထားတကယ်ဆိုပင်ကလေးသည်မိမိအားတန်တာနေရှာပေးသည်အေကန်းတွင်စားကြနေတော့လဲမျိုးလုံးကမူလမ်းမဘက်သို့ရောက်နေသည် ကလေးရင်တူတူလေးအတန်ပြူလိုက်တော့လဲကလေးကြသည်ဆက်ကနေထလာပြီးအမိုးရှင်ခွင်ထဲသို့ပြေးဝင်လာ၏ ကလေးကိုစီပွေရင်နဘူးလေးကို ပါနဲ့ကပ်လိုက်၏ကိုရီပူနေပါလားကလေးရဲ့အမိုးတည်နေလာမယ်ဆိုလို့ကလေးမျောနေတာ အမိုးကအကြာကြီးသွားနေတယ်ကလေးကမိမိအားဖက်ထားရင်တရှုံရှုံငိုနေရသည် ကလေးနှလုံးသားနုနုလေးသည် လွမ်းဆွမှုတန်ကိုပြင်တန်းစွာခံစားနေရပေမည်ငိုပါနေတော့ကလေးရဲ့အမိုးပြန်လာပြီပဲအန်တီအေးရောရှိတယ်မဟုတ်လား လင်းတိတိတာတာပိန်ကြသောသဖြင့်စိတ်မကောင်းဖြစ်မိသည်။နော်ဖဲလူနှင့်နော်လူပလေးတို့ကိုလည်းတရိယာမိ၏။သူတို့လည်းမိမိကိုမျှော်နေရှာရောမည်။ထို့ကြောင့်ရင်ထဲတွင်တူတူလေးညှိလိုက်မိသည်။အခုတော့နေအောင်လီ။ကလေးကြီးလာလို့ဆရာဝန်ဖြစ်မှာပဲစိတ်တိုင်းကြခရီးထွက်ပြီးကြေးရွာတွေကိုကလေးနဲ့တူတူဈေးလိုက်ကုန်မယ်။ တူနေညာကသုံးယောက်သားစကားထိုင်ပြောကြသည်စကားပြောရင်းကကလေးသည်မိမိရင်ခွင်ထဲတွင်စိတ်ချလက်ချအိတ်သွား၏အေးအေးမြင့်နှင့်စကားမပြတ်သေး၍တော်ယုံနှင့်မထားပြသေးပြီနောက်ဆုံးအေးအေးမြင့်မှချက်ကြောင့်ရင်ထဲတွင် မောလျားသွားသည်ဘာပဲဖြစ်ဖြစ်ဒေါက်တာဟန်ဂျီတော့ယူကိုစိတ်ဝင်စားနေတာကိုရိပ်မိတယ်သူကဘသူ့ကိုမှရင်ရင်နေနေစကားမပြောဘူးကိုနေကမပြောဘဲနေလို့မှမရတာလေနှစ်ယောက်တည်းရှိတာပဲ အင်းလေယူအသိဆုံးမှာပဲကိုရောတင်နေဒီနေ့နေတော့ပတ်သက်လာမှာပဲပေါ့အေးမြင့်စကားကြောင့်ရင်းထဲမှာထိတ်သွား၏အေးမြင့်သည်မိမိနှင့်တူတနန်းတက်ပြီးညီမအရင်သမားချစ်ခင်သူမိမိကိုနားလည်မှုအရှိဆုံးတငယ်ချင်းဖြစ်သည်ယခုသူဘလို့သဘောနဲ့ပြောလိုက်သည်ကိုစဉ်းစားမရဖြစ်သွားသည်ကို့တလွဲမတင်နဲ့နော်ရင်မွေကိုဝါစေနာနဲ့ပြောတာပါယူပါဦးကသူ့အသိအေးပေးတာပဲ အားလုံးကဒေါက်တာယူပါအောင်နဲ့သူနဲ့လိုက်ပတ်တယ်ဆိုပြီးစနေကြတယ်။ပြီးတော့မင်းနဲ့ကြံခဲ့တဲ့ဆိုတော့ကယူပါအောင်ကိုအားလုံးကစနေကြတာ။လက်သွယ်သွယ်နဲ့ရင်မွေးနောက်ပါသွားတော့မင်းတဲ့။အိုးတမျိုးပဲကွာမင်းကိုပြောနေတာမင်းကအိမ်အောင်ကြဖို့တော့ပိုပြီးအေးမြင်ကအန်ကိုတင်းတင်းကျရင်ကမကြည်မနဲ့ပြန်နဲ့ပြောလိုက်သည်ချက်ချင်းမင်းမိရဲ့အတွက်မကန့်ချင်းဖြစ်နေသောတငယ်ချင်းကိုနားလေသွားသည်ကိုနားလေပါပြီအေးရဲ့ ကို့အနေနဲ့နေထိုင်စင်ချင်မှမင်းမင်းလည်းကို့ကြောင့်တည်တာပဲကို့ဘွားမှာခလီကလွယ်လို့ဘာမှတွေ့တာမှမရှိဘူးခလီအတွက်ပထွေးဆိုတာလည်းမရှိရဘူးကိုသူ့ကိုအတော်လေးရှောင်ရလိမ့်မယ်အားလုံးထင်ထားတာတည်းသူကပိုသေးနေတယ်တကူတော့ရှိတယ်သူတို့တွေဟိုမှာအနေကြပြီးတော့ဒေါက်တာယူပါဝို့ပဲဖြစ်ဖြစ်သစင်းမြင့်ကိုပဲဖြစ်ဖြစ်သူနဲ့တွေ့ညိပါစီလို့ကိုစုတောင်းနေတာအမှန်ပဲကိုသူနဲ့ဝေးတဲ့ဒီတန်တရာကိုပဲပြန်နေတော့မယ်မရဘူး မင်းတို့အော်လာထွက်ပြီးပြီခွဲစိတ်ခံကိုတဲ့ဒါပေမဲ့ तू ကတော့အရင်နေရပဲရှောင်းနေတော့လေတွေ့ကျင်နေသူကလိုက်လာတာပေါ့အမရေခင်ဗျာကျွန်တော်ပြန်လာတာတော့နှုတ်ဆက်ဖို့မရဘူးအော်ဒေါက်တာကျမမအားလို့ပါရှောင်းနေတာတော့ကြားပါတယ်နော်လူပလေးလို့နော်ဖလဲလူလို့ရောနေကောင်းလားဒေါက်တာဟင်ဂျီကပလတ်စတင်နဲ့ထုတ်ထားသောသစ်ခွာပန်းထုတ်ချီကိုဇပွဲပေါ်တင်ရင်ကနော်ယင်မွေးကိုပြုံပြုံကြီးကြည့်ရင်ကျွန်တော်ရောမမေးဘူးလား ။အိုးဒေါက်တာကိုခုတွေ့ရပြီပဲမမြင်တဲ့လူကိုမေးတာပေါ့။သဘောကျစွာရေပြုံရင်မိမိရှိဇပွဲကုံမှာထိုင်ချလိုက်သည်။တရွာလုံးကောင်းပါတယ်။အမကိုတော့မေးနေသေးတယ်။အမသွားပြီးတိပြင်းရွာ လူ9ယောက်လောက်ထိုင်ရောက်လာသေးတယ်။ဒါကြောင့်တော်တော်ကြာသွားတာပဲ။ရှေ့တောင်ကြာသွားတာပဲ။ဟုတ်တယ်။နော်လူပလေးနဲ့နော်ဖဲလူကအမမရှိလို့ဆိုပြီးအတင်းပြန်မယ်လို့သေးတယ်။နောက်တော့လူတွေထက်ရောက်လာတာနဲ့ပြန်လွတ်လိုက်ရတာပေါ့ သူတို့ကအမအိုးပဲတဘွားဘွားမင်းနေတာဒါနဲ့အမသမီးရောနေကောင်းသွားပြီလားကောင်းသွားပါပြီဒေါက်တာကိုကျေးဇူးတင်ပါတယ်သမီးကလွမ်းပြပါဒေါက်တာရေသူမတိတတိပြုံးလိုက်ဤထို့နောက်တစ်ခွပန်ရင်လေးကို နော်ရင်မွေးရှိသို့ထိုးပေးလိုက်ရင်ကရွာပေးလိုက်တာပြီးတော့အပင်တွင်လဲပါတယ်အမတဲနေရမှာဆိုလို့အိမ်ဝဲလာပို့တော့မင်းအမရင်ကမြို့ကြီးမှာမဟုတ်လားကျွန်တော်လာခဲ့မယ် အစမပြတ်ပြောနေသောဒေါက်တာဟင်ဂျီကိုမေထရွန်ဒိုခင်ဝင်းကအံ့အားတင်သလိုကြည့်လိုက်သည်။နှော်ရင်မွေးမှာဘာပြောရမှန်းမသိအောင်အံ့အားတင်သွား၏။ယူပောင်းရှိနေသောကြောင့်ပေါ်၍အာနာသွားသည်။ဘာကိုအာနာရမှန်းမသိ။အိုးကျမမပန်းမင်တွေအများကြီးရှိပါတယ်ဒေါက်တာ။ဟိုတခြားဒေါက်တာပြီးကျင်တဲ့လူတွေကိုပဲပေးလိုက်ပါ။ကျွန်တော်ကခမည်းတော်ထဲပြီးကျင်တာဗျ။ရုပ်တရက်ဘာစကားမျက်မပြောနိုင်အောင်ကြောင်းသွားပြီးတကံလုံးတိတ်သွား၏။ ဒေါက်တာဟင်ဂျီကဘာများမသိနားမလည်သောကလေးတယောက်ကဲ့သို့သူပြောခြင်းသည့်စကားကိုစွပ်ပြောနေပုံရသည်။အော်ကျမတော့ပန်းမင်တွေကိုမကြည့်အားပါဘူး။တမီးကပဲကြည့်တာ။တမီးကသူ့ဖေလိုပဲပန်းမင်ဆိုင်တဲ့ဝါဒနာပါတာ။ကျေးဇူးတင်ပါတယ်။ဒေါက်တာလာမပို့ပါနဲ့။အားနာပါတယ်။တမီးကိုပဲလာယူခိုင်းပါမယ်။ညနေကျမှတမီးလာရင်ဒေါက်တာစီကိုလွတ်လိုက်မယ်နော်။ မလွတ်ပါနဲ့ဗျာဒီမင်းနဲ့ဒီသမီးကိုခွဲထားရတာတော့ကျွန်တော်မှဝက်လိုက်မှကြောက်နေမိတယ်ဒါပေမဲ့အမကသမီးကိုကျင်နာတဲ့ယုံနေမကောက်လူနာတွေကိုလည်းကျင်နာတတ်ပါတယ်ညမအိပဲစောင့်ကြည့်တဲ့သူနာပြုဆရာမအောင်ဆံပြားစုပေးရမယ်နားမလည်သောမျိုးလုံးဖြင့်သူအားမောချင်မိသည်သူကမိမိမျိုးလုံးကိုစူးစူးဆိုက်ဆိုက်ချီနေသည်သူမျိုးလုံးကိုကြာကြာရင်မဆိုင်ရွေ့ချက်ချင်းမျက်နှာလွှဲပြီးစေပလင်များကိုကြောင်ကရန်လိုက်စီနေမိသည် တိမ့်စိတ်မှုကိုမကန်နိုင်၍တစုံတစ်ခုအတွေ့ထွက်ပေါက်ရှာမိသည်။ပန်းလေးတွေကလာလိုက်တာတို့လည်းယူမယ်။ယူကြအောင်မလား။မီထရွန်တော်ခင်ခင်ဝင်းကထွက်ပေါက်ရှာက အခြေအနေကိုထိမ့်သိမ့်လိုက်သည်။ဟင့်အင်းမလှချင်ပါဘူး။ယူပါတော့ပန်းပန်မို့မလို့။မမတို့လိုကလေးတယောက်တယောက်လောက်ရရင်တော့ပန်းပန်မို့လို့မှာပေါ့။အဲ့ဒီကြောင့်မှပဲပန်တော့မယ်။ရင်ထဲတွင်စူးနေသွားသည် ေါက်တာဟင်ကြီးကလည်းပကုံးတစ်ဘက်ကိုဆက်ကနေတွင်ရင်ကခမ ्या ကိုလည်းပြိမဲ့လို့မရှိပါဘူး။ဘာပြောတယ်။ယူပါဦးအတန်ကအနေငယ်ခြေလောင်သွားသည်။ထိုစဉ်လွေကလေးလွေပြီးအခန်းထဲပြေးဝင်လာသောကလေးကြောင့်အခြေအနေသည်ပြောင်းလဲသွားတော့၏။မိုးရီမိုးဟဲကလေးလာတယ်။ကြောင်းလဲမလို့သေးပဲနဲ့ကလေးကကျွေးတန်ရွှေရွှဲနေသူကားကိုဖက်လိုက်၏။ကလေးတို့ဆောင်မိုးရဲ့နီးပြီလေမိုးရဲ့ ခုံစီမယ်ဆိုလို့လွှတ်လိုက်တာကလေးတယောက်တည်းလာတယ်ကလေးတငယ်ချင်းနဲ့အတူတူဆိုင်ကားစီလာတာသူကဒီစေးယုံနာမှာပဲနေတာနေပူလိုက်တာကလေးရဲ့ချွေးတွေလည်းရွှဲလို့ကားမလက်ကင်မလေးကိုဖြုတ်ပြီးကလေးမျက်နှာလေးကိုတယူတရားတုပ်ပေးလိုက်သည်အလုံးကတာမီနျောက်ပေါ်အာယုံစိုက်သွားကြ၏အမသမီးကအမမျက်လုံးနဲ့တပုံစံနဲ့ဟုတ်တယ်နာရန်တို့ပါဇက်တူဟာသူ့ဘေးနဲ့တူတယ်လीဟွန်းဟွန်း တမင်တသက်မိမိတွင်ကောင်းမပိုင်းရှိခဲ့ကြောင်းကို မလုံမလဲနှင့်တက်တက်ပြောနေမိသည်အချင်းချက်ကြားထဲတွင်ရောက်လာသောကလေးကိုအလိုလိုကျေးဇူးတင်မိသည်ကလေးစားလာသလားမိုးမိုးလိုက်ကြွေးမယ်နော် ကမန်ကရန်ပဆိုင်ကိုဆွဲပြီးမီထရွန်ကျမသွားလိုက်အောင်မယ်နော်ဘယ်သူ့ကိုမှမကြည့်ပဲကမန်ကရန်ထွက်လာတော့လဲဟာဗျာကျွန်တော်ပါလိုက်စားမှာပေါ့ဧည့်သည်ကိုဒီတိုင်းထားခဲ့ရလားဘယ်ရမှာလဲ ပြောပြောဆိုဆိုနေမိမိနောက်တော့လိုက်ပါလာတော့ဒေါက်တာဟင်ကြီးကြောင့်ရနေမှာတင်းချက်သွားသည်။အော်ဒေါက်တာရင်အာနာတော်စိတ်နဲ့မပြောဘဲကလေးကိုလမ်းကြည့်လိုက်သည်။ကလေးကမိမိအာနာမလဲသလိုမော်၍ကြည်နေသည်။ကလေးဒီဦးဒေါက်တာကလေအသက်ရောက်လာတာကလေးမမြင်ဘူးမဟုတ်လား။ဟင်အင်းကလေးကကျမကျူတီကြတိုင်းလက်အိတ်နေတာစေယောင်ဆောင်ဝင်အားလုံးနဲ့ခင်နေနောက်ပိုင်းမှာကျမလည်း ဒီတန်တရာကိုရောက်သွားတော့ဒေါက်တာတို့လာတာနဲ့အနေနဲ့အဆက်ပြတ်သွားတယ်။နောက်ဆိုကျမကျူတီကြာရင်ကလေးလေးလိုက်လာပြီးစေယုံမားပဲစာချက်စေယုံမအိပ်ပေါ့မတက်နိုင်မှုလေဒေါက်တာကြီးကျမတို့မှဒီသားမိနှစ်ယောက်တည်းရှိတာအမရဲ့မိမသားတူတယ်မသိမှာဘူးဗျာမသိမိပဲကျမဘွားမှနေတတ်ပါတယ်ဒီသမီးကလွယ်လို့ကျမဘယ်သူကိုမှမတွေ့တာကျွန်တော်ဘူးမသိမသားအူတီ၍ လာသောမြောက်အိုးကိုရှောင်ရှားရသည်မှာလွန်စွာမောပန်းပွေရာကောင်းလာသည်မိမိဘဝတသက်တာတွင်ဤကဲ့သို့မိုးဆိုးမဘဝနှင့်အဆန်ခီးကိုပဲလော်ခတ်နေရအောင်ပေမည်ပဝင်းကျင်ရိုက်ပုံမုံတိုင်းကိုစဉ်စဉ်ခံနေရပေအောင်မည်မိုးဆိုးမတကိုယ်လည်းဆိုသူတွေကဘာလို့မြောက်အလိုလိုအတင်သေးကြပါလိမ့်နော်တိုနီအဘိုးတော်ဒေါက်တာဟန်ကြီးသည်မိမိတို့သားမီနီယောင်နှင့်ရွှေစံတော်ဖရာဝင်းသားရှိဒေါ်ပိုမိုဟင်းကဆိုင်အထိ စပိန်နှင့်သွားကြပြီးမုံစားကြသည်ဒေါက်တာဟင်ဂျီကသူကျွေးမည်ဆို၍ပစံအတင်းထုံရန်ကြံစီတော်လဲမိမိကပါနစွာအရင်ပေးထားလိုက်သည်ဟုတ်ကဲ့ပါရှင်စိုင်းဆရာမဆရာမမျက်တနာရေးသားထားတဲ့နှောင်ယမွေးဆိုတဲ့ဝိထုစာအုပ်လေးအားအပိုင်းခွန်အနေဖြင့်ဆက်လက်လို့မျှဝေဖျက်ပြနေခြင်းအားအိနီယာမာခိတရနာခွင့်ပြုပါရှင်နောက်ဆင်ပြီးခဲ့ကြသူ တူတယောက်ကျင်စီတိုင်းကိုကျေးဇူးအထူးအထူးပဲတင်ရှိပါရနော်။မျိုးမိသားစုများအားလုံးလည်းဘေးဥပက် Android အပေါင်းမှကျင်းဝေးလို့လုံခြုံကြပါစေ။ကိုရောစိတ်ပါကျမ်းမာလို့ရွှင်လန်းကြပါစေရှင်။